င်္ဂလာပါရှင်အော်တိုဘားလ28ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အထိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလန်လမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမိဟုမလေးရှားဝန်ကြီးချုပ်ထုတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်မြန်မာအကြံဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟု မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံနေဖြင့်တိုင်းဒါလူနယ်စု28ဖွဲ့အတိုက်ခံအင်အားစုများအလုံးကိုအားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံတို့ရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမိဖြစ်ကြောင်းမြန်မာအရေးကိုဖြည့်ရှင်းနိုင်ရန်မြန်မာကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွှေကောက်ပွဲသို့လေလာဆောင်ကြည့်သူများဆေလွတ်ရန်စစ်တပ်၏ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေတာဖြစ်ကြောင်း၎င်းကဆိုပါရယ် တွစ်ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တိုက်တွန်းပါတယ်။မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဟုမလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ်။မြန်မာအကြံဖက်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်စောင့်များကိုအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါမြမအရေးဆွေးနွေးချက်ကြီးညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရှင်းကြညာချက်တွင်အဓိကအချက်များအနေဖြင့်မြမစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထဲပေါ်တိုးတက်မှုများမလုံဆောင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစစ်ကောင်ဆောင်များတရားခွင့်ပြုမည်မဟုတ်ပေနိုင်ငံရေးအရာကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါသည် ထို့ပြင်အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေး၏ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းရန်ဘုတ်သဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြံဖတ်မှုများကိုရက်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်။ဆက်လက်ပြီးလူငယ်များကိုစစ်မှုတန်းအဖြစ်အတင်းအကျပ်စေခိုင်းနေတဲ့မြန်မာလူငယ်ကမြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြင်မာနေတော့လေပြည်တွင်းတွင်လည်းလူငယ်လူရွယ်ဦးရေများပြားနေစေဟုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ လူငယ်များကိုစစ်မှုတဲ့အဖြစ်အတင်းကျပ်ခိုင်းစေနေသည့်မြေအောင်လိုင်ကမြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြင်မာနေတော်လဲပြည်တွင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဖြစ်ကြောင်းပြောဆိုလိုက်ပါရယ်။ရမန်နီနေပြည်တော်တွင်ပြုလုပ်သည့်2024ခုနှစ်လူဥယျာဉ်နှင့်သကောင်စရင်အစီရင်ခံစာထုတ်ပြန်ပွဲတွင်အကြံဖတ်မြေအောင်လိုင်ကထိုးထိုးပြောဆိုလိုက်ခြင်းဖြစ်ပါရယ်။မြန်မာနိုင်ငံ၏လူငယ်များအကြားတွင်ပြည်ပရွှေပြောင်းသွားလာမှုများမြင်မာနေတော်လဲတစ်ချိန်ကမွေးနှုံမြင်မာခဲ့သည့်အကျိုးဆက်ကြောင့်အလုံလုံနိုင်သည့်လူငယ်လူရွယ်ဥယျာဉ်သည်လဲယခုတွင်များပြားနေစေဖြစ်ကြောင်း တနည်းအားဖြင့် demographic bonus ဟုခေါ်သည့်လူဦးရေစုလက်ရရှိနေစေကာလဖြစ်ကြောင်းပြည်ပသို့ရွှေ့ပြောင်းခြင်းကလည်းမြန်မာနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးတည်ငြိမ်မှုပြည်တွင်းတွင်ရှိသည့်အလုပ်ကိုင်ခွင့်လန်းများနှင့်အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ်တည်မှီနေခြင်းကြောင့်ဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုပါသည် အကြံဖတ်မြောက်လိုက်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီး2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းအပတ်စဉ်များကိုလဆင်ဖွင့်လက်ခါလူငယ်9000ကိုလဆင်စစ်မှုထမ်းခေါ်ယူခဲ့ရာယခုအခါစစ်မှုထမ်းအပတ်စဉ်17တို့ရောက်ရှိလာပြီဖြစ်ပါတယ်။လူငယ်များပြည်ပသို့ပြောင်းရွှေ့နေမှုမြင်မာသည့်အတွက်မြောက်လိုက်ကအသက်18နှစ်မှအသက်35နှစ်အတွင်းလူငယ်များကိုပြည်ပသို့အလုတ်ကိုင်းဖြင့်စေလွှတ်မှုများကိုပိတ်ပင်ခဲ့ပြီး ပြည်ပသူအလဲပတ်ထွက်သည့်လူငယ်များကိုလည်းအကြောင်းအမျိုးမျိုးပြ၍လေးစိတ်များမှလှည့်ပြန်ခိုင်းမှုများလှုပ်ဆောင်လျက်ရှိပါသည်။ထို့ပြင်ပြည်ပရောက်ရှိနေသောမြန်မာလူငယ်များအမိမြေသို့ပြန်လာ၍စစ်မှုထမ်းကြရေးအတွက်လည်းမင်းအောင်လိုင်ဦးဆောင်သောစစ်တပ်ကပုံစံအမျိုးမျိုးဖြင့်စူးစမ်းလျက်ရှိပြီးပြည်ပထွက်ခွာသည့်လူငယ်များနေထိုင်ရာနေအိမ်များကိုစစ်တပ်လက်အောက်ခံရဲကြီးအုပ်ချုပ်ရေးအဖွဲ့များကစစ်မှုတန်းကြီးလှဆင်တင်းကြီးကောက်ခံမှုများဖြစ်ပွားလျက်ရှိကြောင်းသိရပါသည်။ ဆက်လက်ပြီးတောင်သာနှင့်ရွှေဘုံမြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားနှစ်ဦးသေဆုံးပြီးတနက်တလနဲ့ခဲရံများတင်းစည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားသောစစ်စခန်းမှထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားနှစ်ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးပြီးတနက်တလနဲ့ခဲရံများတင်းစည်းရမိခဲ့ကြောင်းအမှတ်၈၁၅တပ်ဖွဲ့အနောက်မြောက်စစ်ဒေသမှတာဝန်ရှိသူတို့အုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီအော်တိုဘာလ28ရက်နေ့ညနေပိုင်းတောင်တာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားသောကင်းစခန်းမှထွက်လာသောစစ်ကြောင်းကိုဒေါ်လာရေးတပ်ဖွဲ့များတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှစစ်သား၂ဦးနေရာတွင်ပွဲချင်းပြီးတိုက်ဆုံက G3 အမျိုးအစားတပ်နက်တလက်နှင့်ကြီးအချို့တင်စီရမိခဲ့ကဒေါ်လာရေးရဲဘော်များအထိကမ်းဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်စစ်ခွေး၂ဦးစလုံးနေရာတွင်ပွဲချင်းပြီးတိုက်ဆုံခဲ့ပါသည်ကျွန်တော်တို့ရဲဘော်တွေအထိကမ်းဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်ဟုအမှတ်၈၁၅တပ်ဖွဲ့ အနောင်မြောက်စစ်ဒေသမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကပြည်သူလူမျိုးရေးတပ်မတော် PLA မြင်းချံခရိုင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အလားတူစကိုင်းတိုင်းရွှေဘုံမြို့နယ်ရှားတော်ရွာမှထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာစစ်တပ်မှထိခိုက်မှုရှိခဲ့ကြောင်းဇာမနီဒရုန်းတပ်ဖွဲ့မှတာဝန်ခံဗိုလ်တိုက်ကားကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘလာ၁၈ရက်နေ့ရွှေဘုံမြို့နယ်ရှားတော်ရွာမှထွက်လာသောအင်အားတရာဝန်းကျင်ရှိသောစစ်တပ်စစ်ကြောင်းကိုဒေါ်လာရေးတပ်ဖွဲ့များကဂျုံဖြင့်တိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြီးအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိကြောင်းစစ်စင်ရေးအတွင်ရွှေဘိုရှိစစ်တပ်တရင်များကလက်နက်ကြီးများရန်တမ်းပစ်ခတ်ခဲ့ပြီးဝိုင်တွဲလျက်ဖြင့်ကိုးချိန်ဘုံကျဲခဲ့ကြောင်းသိရပါသည်စစ်ခွေးတည်စင်ကတော့စရင်အတီကြထုတ်ပြန်လို့မရပါဘူးအတီးကိုက်များတာပဲပြောရမယ်စစ်ကြောင်းတွေကမခွာပဲနေတော့သတင်းတွေအတီးကြမထုတ်ပြန်နိုင်သေးပါဘူးစာခစာရီရဲ့ထိခိုက်မှုတွေအတီးအကျတင်မပေးသေးပါဘူး မျိုးရဲပြန်ဝင်ပြီး22ရက်နေ့ကစစ်ကြောင်းပြန်ထိုးလာတဲ့ဟုဇာမနီဒရုန်းတပ်ဖွဲ့မှဂျန်ဝင်ကန်ဘူးတိုက်ကားကပြောဆိုပါတယ်စစ်စင်ရေးတိုက်ခိုက်မှုကိုစစ်စင်ရေးတိုက်ခိုက်မှုကိုဇာမနီဒရုန်းတပ်ဖွဲ့ဖိုနစ်ဝင်ဖလက်ဖူဂျုံတပ်ဖွဲ့တို့ကမဟာမိတ်များနဲ့အတူပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆလပီအာဆီယံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နိုင်ငံရေးလမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့ဦးနေဖုံးလက်ပြောကြားတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အာဆီယံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နိုင်ငံရေးလမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့အတွက်ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားလိုက်ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း Press Briefing SES ဆက်ရှိမြန်ဆောင်2025ကိုဒီနေ့မှထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မဟာမိတ်တိုင်းရင်းသားအဖွဲ့များအပါအဝင်တော်လှန်ရေးအင်အားစုများနဲ့လက်တွဲကနိုင်ငံရေးအရတရားဝင်စေဖြစ်တဲ့2020ရွေးကောက်ပွဲရလဒ်ကိုဆက်လက်ကင်ဆယ်လျက်မိမိတို့၏ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပြည်ညင်အခန်းသုံးနိုင်ငံရေးလမ်းပြမြေပုံအဆင့်17မှာပြဋ္ဌာန်းထားတဲ့တိုင်းပြည်ပြည်ညီလာခံကရေးဆွဲအတည်ပြုထားတဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပပြီးအတီးပြုပြထန်းခြင်းနဲ့ရွေးကောက်ပွဲကျင်းပခြင်းမှုပေါင်းအတိုင်းချက်တီကစနစ်ပြောင်းတော်လှန်ရေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိမှာလည်း Federal Democracy ပြည်ညင်အခမ်းအနံနိုင်ငံရေးလမ်းပြမြေပုံအဆင့်ရှိဖြစ်တဲ့ Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ Article of Federal Transitional Arrangement AFDA ကိုတော်လိုင်းရေးအင်အားစုတွေစူပေါင်းရေးဆွဲလျက်ရှိသလိုစူပေါင်းဥဆောင်မှုအတွက်ပုံမခိုင်မအားကောင်းတဲ့ဘုံနိုင်ငံရေးသဘောတူညီချက်များရရှိနိုင်ရေးအတွက်လည်းတွဲဆုံဆွေးနွေးပွဲများကိုစဉ်ဆက်မပြတ်လှုပ်ဆောင်လျက်ရှိနေပါတယ်။ဒါကြောင့် ASEAN အနေနဲ့အကြံဖက်စစ်ကော်မရှင်ကဥဆောင်ကျင်းပမယ့်အထူးရောင်ရွေးကောက်ပွဲကိုတရားဝင်မှုရရှိစေဖို့လှုပ်ဆောင်ပေးခြင်းမပြုဘဲအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့အလန်းချောင်းကိုထောက်ပံ့မှုပေးဖို့အလေးနက်ထလောင်ပြောကြားလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ ။ကြပြင်း48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲကထုတ်ပြန်ခဲ့တဲ့အာဆီယံကောင်ဆောင်များရဲ့မြန်မာအရေးသုံးသပ်ချက်နဲ့ဆုံးဖြတ်ချက်တွေကိုလည်းကြိုဆိုတယ်ဆိုတာနဲ့မြန်မာပြည်သူတွေပိုင်ဆိုင်တဲ့မြန်မာပြည်သူတွေကဥဆောင်တဲ့ရေရှည်ပြည်လဲစေမဲ့ငြိမ်းချမ်းရေးဆိုတဲ့အဖြစ်ကိုရှာဖွေနိုင်ဖို့ဆက်လက်ကြိုးစားမယ်ဆိုတာကိုလည်းကျေးဇူးအထူးတင်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်ကာလများအတွင်းမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်က ြန်မာအရေးသက်ဆိုင်သူများအားလုံးပါဝင်သောအစည်းအဝေးများကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးတွေမှာမြန်မာနိုင်ငံရဲ့အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG မြန်မာနိုင်ငံရဲ့လွှတ်တော်ဖြစ်တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC တိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေ EAO အတိုင်းပင်ခံကောင်စီတွေ Federal Unit ကိုယ်စားလှယ်တွေနဲ့အခြားကိုယ်စားလှယ်အဖွဲ့တွေစုစည်းတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီအစည်းအဝေးတွေကနေဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲပို့ဆောင်တာ ဒီမိုကရေစီကိုထိန်းသိမ်းတာနဲ့စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုပယ်ချတာတွေပါဝင်တဲ့ထုတ်ပြန်ချက်တစ်စောင်ကိုတော်လှန်ရေးအဖွဲ့အစည်း20ကလက်မှတ်ရေးထိုးပြီးတော့အောက်တိုဘာ17ရက်မှာပူးရဲထုတ်ပြန်ခဲ့ကြပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အောက်ပါတောင်းဆိုချက်တွေဟာမြန်မာနိုင်ငံက2020ရွေးကောက်ပွဲကနေရရှိသောလူမှုထောက်ခံမှုအရာတရားဝင်မှုကိုကိုးစားပြုတဲ့နိုင်ငံရေးအင်အားစုတွေနဲ့ရွေးကောက်ပွဲမဟုတ်တဲ့အခြားနှီးလန်းတွေနဲ့ရရှိသောလူမှုထောက်ခံမှုအရာတရားဝင်မှုကိုကိုးစားပြုကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုထင်ဟပ်သောမြန်မာပြည်သူလူထုရဲ့အတန်ကိုကိုးစားပြုသောဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့်အာဆီယံနဲ့နိုင်ငံတကာအနေနဲ့အလေးနက်ထားထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။အဲ့ဒီအချက်တွေကတီအာနာသိန်းစေအုပ်စုကစီစဉ်တော်ရွေးကောက်ပွဲတည်ဘုံသဘောတူညီချက်၅ချက်သို့မဟုတ်နိုင်ငံတကာစံနှုန်းများအရတရားဝင်မှုလုံးဝမရှိသောကြောင့်ထို့သို့သောမိသည့်ရွေးကောက်ပွဲကိုမစို့ညှင်းပေပါ။အတိအမှတ်ပြုခြင်းကိုညှင်းဆိုပါ။ နှစ်လေးချောင်းနှစ်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများကိုရပ်တန့်ခြင်းစောင့်ကြည့်ခြင်းနှင့်တရင်ဖို့တိုင်ကြခြင်းရန်နေရများကိုအားကောင်းစေခြင်းပြည်တွင်းဒေသခံနှင့်နေဆက်ဖြတ်ကျော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကာအကွယ်ပေးရေးခွင့်ရများကိုဖန်ပိုးပေးခြင်းအပါအဝင်အရက်သားများအပေါ်အကြံဖတ်မှုများမှကာကွယ်ရန်လက်ငင်းအစီအမံများဆောင်ရွက်ပါ၃နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့်လူ့အခွင့်အရေးဥပဒေကိုပြင်းထန်စွာချိုးဖောက်မှုများမြောက်သည့်စနစ်တကျလေးချောင်းတိုက်ခိုက်မှုများ အစုလိုက်အပြုံလိုက်တက်ပြတ်ခြင်းများနှင့်အယက်သားများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအလုသမားများအားတိုက်ခိုက်ခြင်းများအပါဝင်စီအိုစုရဲ့လက်ရှိဖြစ်ပေါ်နေသောရက်ဆက်ကြမ်းကြုတ်မှုများအပေါ်နှုတ်ဆက်နေခြင်းကိုအဆုံးသတ်ပါလေဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားခံရသောသမရဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထွန်းအောင်ဆန်းစုကြည်တရင်ထောင်များတကြွလှုပ်ရှားသူများနှင့်ရရွာခေါင်းဆောင်များအပါဝင်နိုင်ငံ၏အကျဉ်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုပါငါလိုက်နာခြင်းနဲ့တာဝန်ခံမှုကိုအားဖြစ်ပြီးသည့် တန်တမန်အစီအမံများအာဆီယံအစည်းအဝေးများတက်ရောက်ခွင့်ကိုဆိုင်းငံ့ခြင်းညှိနှိုင်းဆောင်ရွက်သောနိုင်ငံတကာလှုပ်ဆောင်ချက်များမှတက်ဆင်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုဆက်လက်လိုက်နာမှုမရှိခြင်းနှင့်ဖီဆန်ခြင်းအတွက်ဆေးဥစုအားတာဝန်ခံစီရန်လှုပ်ဆောင်ပါလို့ဖြစ်ပါတယ်